ယောဂီသူလောကအပေါင်းတို့ယောဂီသူလောကအပေါင်းတို့ယခုဇမရိတ်သားကြီး၌ တရားဝင်တရားအာထုတ်ပြည့်ရှိကြကုန်သောယဟန်ရှင်လူသူတော်ကောင်းအပေါင်းတို့အားအိယာမထကြရန်အတွေ့အချက်သေးစီမောင်းများတိခတ်လျက်လူသောအဘေဘီသူတော်ကောင်းတို့ဦးသူတော်ကောင်းအပေါင်းတို့အိယာမထကြပါကုန်သောညံ့နာများတိကြပါကုန်သောကုလည်းများတတ်သိကြပါကုန်သောအိယာမထပြီးကြလူ လိုအပ်တဲ့ဤဝေကိစ္စအဝဝတွေကိုပြင်ကြပါလို့ရှင်းကြပါလို့အစင်းဖြင့်ရှင်းကြပါလို့ယောဂီအပေါင်းတို့ထဲကောင်းငင်အာကာဝီကဝိသန္တာဖူလာမင်းကလည်း၂၈စင်းတော့အတဝဏီဗရဏီယတ္တိကယောဟနီမိဂတိပုဏ္ဏပု္ပ္ပယသတိထောင်းတောင်းကျေသာယနကအပေါင်းတို့ခညောင်းခာယံပတ်လူယူကြည်ကိုကြည်လပြီးတော့ ဦးအမောင်လူသားယောဂီများတို့အိယာမထားကြပါလို့အမောင်လူသားအိနေခဲ့ဤနေရီရက်ဒီလာရီနှစ်ပြည်ကိုပြန်ဒီကာကနန်းချ၍မှန်းဆလူကြီးလိုက်တော့သဗ္ဗံသာနာတိသဖြင့်ညှ့ဆူတဲ့ဘုရားရှင်ပင်ရင်တွေးမရတဲ့အဖြစ်နဲ့ကျုံရတဲ့ခြေလိုက်တဲ့တန်တရားပြီးခဲ့တဲ့အချိန်လေးကလည်းလေလောက်တောင်ကြာခဲ့တယ်လို့မသိတန်တရားရှိသမျှအနေရီဆက်လို့မှု အသီးတွေနဲ့တတ်ခဲ့ကြပြီဇာတိဆရာပြာဤမရဏစသည်ထောင်တောင်းဒီအပေါင်းတွေကလည်းကျုံခဲ့လာဘောရှိကူလည်းခန္ဓာအစဉ်ညာမဝင်လို့ပရိစ္ဆသမုပ္ပါလေလူရာသတ်နေကြရင်ဖြင့်အသေးလေးပါးဆိုတဲ့နေရာကလည်းအမောင်လူသားရဲ့နေရာသာဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ကြီးကဟောတော်မူခဲ့ပါတယ်။ဘုအမောင်လူသားယောဂီများတို့ တတိထား၍စဉ်းစားတာကြည့်ကြပါတော့အင်းကြီးမဝလို့အိယာကမထပဲခန္ဓာအစဉ်ညာမဝင်ခဲ့ရင်ဖြင့်အမောင်လူသားသည်ငရေတရိစံကြိတ်တာအတူကဲဆိုတဲ့အပေလေးဘုံကူကြရမယ်ဘီအကျူးလူအကန်းတို့အအားတို့အနူးတို့အရွှဲတို့အစွန့်တို့ဖြစ်ကြရအောင်မယ်ဘီဓာတိဆိုတဲ့ဒုက္ခဆရာဆိုတဲ့ဒုက္ခญาတိဆိုတဲ့ဒုက္ခ မရဏဆိုတဲ့ဒုက္ခဒီဒုက္ခတွေနဲ့လဲတွေ့ကြရအောင်မဲ့ပြီဟောဒီဒီကလည်းများလိုက်ပါပြီဒီဘေးတွေနဲ့အမောင်လူသားဧကံတွေ့ရကျုံရခံရအောင်တော့မယ်ဟိုအမောင်လူသားယုတ်ကြီးများတို့အေးရင်မဝလို့အေးရကမချပဲဒီတီတီလို့ရနေကြရင်ဖြင့်အမောင်လူသားရဲ့ရှင်ကြီးဟာတပွက်ကလေးမှရတဲ့အေးစရာမရှိပါလားအမောင်လူသားသင်စားပါလို့ လူကြပါလို့ခန္ဓာအစဉ်ညာမဝင်လို့ပြိဿတမှုပမယမနာဖြစ်ခါသာသွားနေကြရင်ဖြင့်ဝိညာဉ်နံယုသလာယတနာဖတ်တာဝေရဏခန္ဓာတွေအားဖြင့်မရည်မတွက်နိုင်အောင်ကျင်းပန်းများစွာရကြအုံတော့မယ်ဒုက္ခတပိလနာသောကိညာပုဂ္ဂိုလ်ကိုညာရာမဖြစ်ရက်စက်ယုံမှာအမြဲတမ်းနှိမ့်ဆက်ခြင်းခံနေရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတသင်္ကတသော အနာရောက်ကြလက်သမားဤသူရွာယုတ်မှာအမြဲတမ်းအနှိမ့်ဆက်အပြုပြင်ခံနေရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတတန်တာပထောကိလေသာမိဒုက္ခမိတို့ဤညီညီတောက်ကြောင်အမြဲတမ်းအလောင်းခံနေရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတဝိပိနာမထောနဂူခန့်ကံမတီးနိုင်ပဲရင်းရင်ကျူကွဲအမြဲတမ်းဖောက်ပြန်ပြစီး နှိမ့်သက်ပြီးစည်းချင်းခံနေရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဘူအမောင်လူသားယောဂီများတို့ဒါကြောင့်ဘုရားသခင်ကိုယ်တော်မြတ်ကြီးကပရိသမ္ဗရာမေပါဠိတော်ကြီးမှာကပနသနပတိသဒုက္ခဒတနိနာအတိယံတကောင်းကျဲ့လူစင်းရဲ့အမွဲနဲ့တူးတဲ့ဒုက္ခသစ္စာလို့ဟောလိုက်တော့ငွေသက်ကူမပေါ်လို့အမွဲလို့ဟောတာမဟုတ်ပါဘူးတဲ့ဦးနာတိမွဲကွဲ့တာတဲ့ ဒုက္ခဘီဒီနဲ့တွေ့ရကျုံရတဲ့အခါဘယ်သူဘယ်သူမှမကင်းနိုင်လို့မူအထီးကျန်တကောင်းကျွဲ့အမွေလူသိင်းရဲ့လို့ဆိုလိုက်ပါရဲ့။ဦးယောဂီသူတော်ကောင်းတို့အလူမပြည့်လို့အငတ်မပြည့်ခဲ့ရင်ဖြင့်မန္တတုသက်ကြမြင့်ကြီးပင်ပင်အမွေပဲလေကျုပ်တို့ရဲ့ဘောဓမဖရာအလောင်းတော်ကြီးဟာမန္တတုသက်ကြမြင့်ကြီးဖြစ်ခြင်းကပလင်ပေါင်း၈၄၀၀နဲ့ နန်းစည်းစိမ်ခံစားလို့အမရတဲ့အတွက်နတ်ပြည်ကိုတက်ပြီးတော့ကြာမင်းကိုအန်တုတော့ကြာမင်းခင်ဗျာနတ်စည်းစိမ်ကိုတဝက်ခွဲ၍ပေးရရှာတဲ့ဒီတော့မှမန္တတုစက်ကြာမင်းကြီးသာနတ်စည်းစိမ်ခံစားနေလိုက်တာကြာမင်း36ရောက်တာကြောင်းသွားတယ်သူ့မှာတော့နတ်စည်းစိမ်ခံစားလို့မဝတဲ့အပြင်အငတ်တော့မကြည့်ရှာဘူးတဲ့အဲအမောင်လူသားအသင်ကအငတ်ပြေပါဦးမလား အနတ်မပြီလို့ငါသီးသာသီးကြရင်ဖြင့်အပင်ကြီးရွာဟာအမောင်လူသားရဲ့နေရာပဲဘူးအမောင်လူသားစင်သာပါလို့လူကြပါလို့အိယာမထပါလို့ကာကြီးတွေစီးပြီးတိုက်ကြီးနဲ့နေလို့ပစ္စည်းဥစ္စာတွေဘလောက်ပင်မရေမတွက်နိုင်အောင်ပုံများကျေဝနေစီကမှုအလူမပြည့်လို့အငတ်မပြည့်ပဲသူတော်ကောင်းတရားတွေကိုအာမထုတ်ကြရင်ဖြင့် အမောင်လူသားဟာအမွေအမွေပါပဲလူချမ်းသာမဟုတ်သေးပါဘူးဘူအမောင်လူသားစဉ်းစားရသကြည့်ပါတော့လူလူကြီးသုတ်ပဗုဒ္ဓပစ္စည်းတွေမွေးလိုက်တာမှအဆုစုတောင်လုံအောင်မချုံနိုင်ရှာဘူးဒါပေမဲ့သူခမညာတရာသီလသုတ္တသာဃာပညာကြီးဤဝတ္တပသူတဲ့သောတာပန်လက္ခဏာသူတော်ကောင်းအင်္ဂါရီကိမ့်လိုက်တဲ့အတွက်လောကမှာဒီသုတ်ပဗုဒ္ဓဟာလူချမ်းသာကြီးပါกว่าလို့ ဘုရားကဟောလိုက်ပါတယ်သူတော်ကောင်းလူခြားကြောက်မှုအမောင်းလူသားယုတ်ကြီးများတို့ခြားကြပါလို့အိယမခြားကြပါတော့ထေကောင်းငင်အာကာဝီမာဝိသန္ဒာလယထာအကျေတာယနိကအများလူကခသာကအလပြိုင်လျက်ဒုငါနိုင်အပြိုင်ကျဲလူမှုကြီးနူးဝေအကာလတိတ်ဆိတ်တဲ့ညအကာဝဲသာသတ္တပယင်းသည်ဘုရားရှင်ချမ်းမောက်သူဇိဝကကောင်းဆောင်၍အခုညိုရောက်တဲ့အခါ ဘုရားရှင် အမှုပြုတဲ့ယဟန္တာ အရှင်မြတ်တို့ဖလသမပဝင်စားကယဟန္တရားများအထုနေကြသလိုကျုပ်တို့သူငါယောဂီတွေမှလည်းဇာတိဆိုတဲ့ဖြစ်ချင်းဒုက္ခကြီးမှလည်းတွင်မြောက်ကြရအောင်ဖြစ်ချင်းဒုက္ခကြီးမှလည်းတွင်မြောက်ကြသဖြင့်ဇရာဆိုတဲ့ဥချင်းဒုက္ခကြီးမှလည်းတွင်မြောက်ကြရအောင်ဥချင်းဒုက္ခကြီးမှလည်းတွင်မြောက်ကြသဖြင့်ဇာတိဆိုတဲ့နာကျင်ဒုက္ခကြီးမှလည်းတွင်မြောက်ကြရအောင် ญาติสูတဲ့နာခြင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြသဖြင့်မရဏสูတဲ့ပြီးခြင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြရအောင်ဘူယောဂီသူတော်ကောင်းအပေါင်းတို့ဇာတိဇယဗျာတိမရဏသတိထောင်တော်ဦးနာတိမွေကွဲဆိုတဲ့ဒီအပေါင်းတို့မှာကောင်းကောင်းကြီးလွန်မြောက်ကြရအောင်မိမိရဲ့ခန္ဓာအစဉ်မှာညာဝင်လို့ဖြတ်ကြပါစုယောဂီအပေါင်းတို့ကောင်းတို့ဘူယောဂီအပေါင်းတို့ကောင်းတို့ ယခုလူဓမ္မရိတာကြီးမှလာရောက်ကြပြီမိမိကိုယ်ကိုကဲတင်တဲ့မိမိရဲ့ခန္ဓာကိုမိမိဉာဏ်ကစောင့်ကြည့်တဲ့ခန္ဓာကပြိုးတဲ့ခိုးတဲ့တရားတွေကိုဉာဏ်နာနဲ့နားတဲ့ဝိပဿနာအလုပ်တွေကိုလုပ်နေကြတာဟာယောဂီတို့အာမိသူတူတယောက်ကအမအတိအကျသိခိုင်းလို့ယခုတို့လာရောက်ပြီတရားအထုနေကြခြင်းမဟုတ်ကြပါယောဂီတို့ဟာသာသရာနေစရာထိုင်စရာမရှိကြလို့လေ ယခုလူလာရောက်ပြီးရိတ်သာမမီကို၍နေထိုင်ကြခြင်းလည်းမဟုတ်ကြပါယောဂီတို့ဟာအပေါင်းအသင်းတွေနဲ့တကားပြီးဝိုင်းဖွဲ့လို့ကြောကားစွာနေကြရအောင်လေယခုဓမ္မရိတ်သာကြီးကလာရောက်၍နေကြခြင်းလည်းမဟုတ်ကြပါသူတော်ကောင်းအပေါင်းတို့အလုံးမှကြောက်ကြပါရဲဆိုတဲ့ငရေတိတ်တံပိဋကအတေကေဒီဟုသောအပေလေးဘုံဒုက္ခတိတန်တရာမှာ လူမြောက်ကြရင်အကျိုးအကံအာအနုအွှဲအစွန်စတဲ့အဖြစ်မျိုးတို့ကိုမဖြစ်ကြတော့ပဲသူတော်ကောင်းတို့အလွန်လိုချင်းကြပါတယ်ဆိုတဲ့ဒုက္ခဆိုးလူညမမရှိတဲ့နိဗ္ဗာန်အလွန်အေးချမ်းတဲ့နိဗ္ဗာန်သုတိပြည့်ပြည့်မသိနိုင်တဲ့ခိုင်မြဲတဲ့နိဗ္ဗာန်လုံရတန်တံပုံဟံနမိတ်ကိစ္စိတ်တဲ့နိဗ္ဗာန်လောင်စာသိမ့်လူမြင်းငင်ရာဖြစ်တဲ့နိဗ္ဗာန်ကြီးကိုဖြင့်ရောက်ကြရကြရအောင် မသိမီကာလကပင် တွေ့နိုင်ရနိုင်တဲ့နိဗ္ဗာန်ချမ်းသာကြီးကိုလူချင်းတောင့်တရောက်ချင်းကြလို့ယခုလူဓမ္မဟိတကြီးမှလာရောက်ကြပြီးတော့ယောဂီတို့ဟာတရားအားထုတ်နေကြခြင်းဖြစ်ပါတယ်ယောဂီအပေါင်းသူတော်ကောင်းတို့ဦးယောဂီအပေါင်းသူတော်ကောင်းတို့ကျူးစား၍ရှိပွားကြပါတရားအားထုတ်ကြပါ